ားလုံးမင်္ဂလာပါ Royal Medicalus ကပြန်လည်ကြိုဆိုလိုက်ပါတယ်1940ပြည့်နှစ်လွန်ပိုင်းမှာနာဇီဟိုကပါရီမျိုးကိုစတင်ကျူးကျော်တဲ့အချိန်ကာလမှာ Albert Camus နဲ့ Jean-Paul Sartre ကပထမဆုံးစတင်တွေ့ဆုံပြီးခဲ့တယ်တရားမျှတမှုလွတ်လပ်စွာတွေးခေါ်နိုင်မှုနဲ့အစ်မန်နယ်ဘဝတွေပြန်လည်ရရှိအောင်ဆိုပြီးတော့ကြီးရွယ်ချက်နဲ့သူတို့တွေတွေ့ဆုံခဲ့ခြင်းဖြစ်တဲ့စာပေဖြစ်တည်မှု Brandon Valley Extension Lesson နဲ့ပတ်စစ်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာအထူးတကားပူးပေါင်းပြီးတော့တွေ့ဆုံခဲ့တယ်မကြာခဏလည်းတွေ့ဆုံပြီးခဲ့တယ်ပညာရှင်တက္ကနပညာရှင်အချင်းချင်းဖြစ်တာကြောင့် မကြာခဏတွေ့ဆုံပြီးတော့နီနိုဖလဲတာတွေလည်းရှိခဲ့တယ်။စာပေနဲ့ပတ်သက်ပြီးတော့လည်းတယောက်နဲ့တယောက်အမြင်ဖလဲတာမျိုးတွေလည်းရှိခဲ့တယ်။1942ကိုရောက်တဲ့အခါမှာ The Outsider The Stranger ဆိုတဲ့အစားအုပ်ကို Evert ကမူကထုတ်ဝေခဲ့တယ်။1943ကိုရောက်တဲ့အခါမှာတော့ Jean Borges က Being and Nothingness ဆိုတဲ့အစားအုပ်ကိုထုတ်ဝေခဲ့တယ်။စောင်းနှုန်းလုံးက K ရဲ့အတွေ့အမြင်ကိုလွှမ်းမိုးနိုင်စမ်းရှိတဲ့အစားအုပ်တွေဖြစ်ခဲ့တယ်။ပြီးတော့နှစ်အောင်လုံးရဲ့အကောင်ဆုံးလက်ရာတွေကတခုအနေနဲ့လဲမှတ်တမ်းတွေတင်ခဲ့ကြတယ်။1950ပြည့်နှစ်ကိုရောက်တဲ့အခါမှာ Evert Camus နဲ့ တမ်ပေါ်ဆက်စတိုကဆက်ဆံရေးတပြည့်ပြည့်နဲ့တင်းမာလာခဲ့။ဘဲရလဲဆိုတော့နှစ်ယောက်သားအယူအဆတွေမတူညီခြင်းကစတယ်လို့ပြောရမယ်။အချင်းချင်းအငင်းပွားမှုအကြောင်းရင်းကဘာလဲဆိုတော့ဒီအကြမ်းဖက်မှုနဲ့တော်လိုင်းကြီးချောင်းလို့ပြောရမယ်။ Evers ကမူကလူသားအခွင့်အရေးနဲ့လူကုန်သိက္ခာကိုအလေးထားတယ်။သူကအကြမ်းဖက်မှုကိုလုံးဝမလိုလားဘူး။ပြင်းပြင်းထန်ထန်ဆန့်ကျင်တယ်။ဒါပေမဲ့သူကတော့ဒီငြင်းငြင်းတဲ့ socialist စနစ်ကိုလိုလားတယ်။ Beef socialism လို့ခေါ်တဲ့အရာကိုသူကမမမမရှိခဲ့တယ်လို့ပြောရမယ်။ ဒါပေမဲ့ဆိုဗီယက်ယူနီယံကိုကြတော့အာနာရှင်စနစ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်။ဆိုဗီယက်ယူနီယံနဲ့စတာလင်ကိုတော့သူကလောကမကြိုက်ပဲနဲ့အာနာရှင်စနစ်လူခွင့်ရေးကိုချိုးဖောက်နေတဲ့သူတွေဆိုပြီးတော့သူကပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချမှုတွေရှိခဲ့တယ်။ဒမ်ဘောဆက်ကတော့မက်စဝါဒါကိုအပြေအဝါထောက်ခံပြီးတော့တခါသေးထလန်ရေးမှာဒီအကြမ်းဖက်မှုနဲ့တပ်ဖြတ်မှုတွေကမဖြစ်မနေလုံဆောင်ရမယ့်အရာတစ်ခုတည်းကတစ်ခုလို့ပြောရမယ်။ဂျမ်ဘောဆက်ကအဓိကသူ့ရဲ့ရည်ရွယ်ချက်က decolonization လို့ခေါ်တဲ့ colony စနစ် ပြောက်ရေးကိုသာ तू ကအလေးထားတယ်။အရင်က तू ကဆိုရှယ်လစ်ကွန်မြူနတီပါတီကို तू ကအားပေးထောက်ခံခဲ့တယ်။နောက်ပိုင်းမှာတော့ဒီအရင်ရှင်တွေရဲ့ပြဿနာကိုပဲအလေးပေးပြီးတော့ရေးသားလာတာကိုတွေ့ရနိုင်တယ်။ဂျမ်ပါဆက်ကသူ့ရဲ့အများအားအကြမ်းဖက်မှုဝါဒအကြောင်းကိုပြောတဲ့အခါမှာဒီအယ်ဂျီးရီးယားနိုင်ငံရဲ့စစ်ပွဲတွေကိုပမာပြုတ်ပြီးတော့ပြောပြလေးရှိတယ်။ तू ပြောလေးရှိတဲ့အရာကတော်လန်ရေးမှာအကြအရာတစ်ခုပေါ့နော်။အဲ့အရာတစ်ခုကဒီအကြမ်းဖက်မှုနဲ့တပ်ဖြတ်မှုတွေကတစ်ခါတည်းရမှာ တွေ့ကြုံရနိုင်တယ်အဲ့ဒါကလည်းဖြတ်လန်းမှမဖြစ်မနေပါနေတဲ့အရာတစ်ခုပဲဆိုပြီးတော့သူကအမြဲတမ်းအသုံးပြုပြီးတော့ပြောလို့ရှိတယ်လူသားတွေရဲ့တရားမျှတမှုမှာဒီလမ်းကြောင်းထဲမှာပါရှိနေရဲ့ဒီအရာတွေကိုကြိုးပြသွားတဲ့အခါမှာလူသားတွေရဲ့ချုံနောက်မှုကနေပြီးတော့လွတ်မြောက်သွားမယ်ဒါပေမဲ့လွတ်လပ်မှုဆိုတော့အမြဲတမ်းအကန့်အသတ်ရှိတယ်ဆိုပြီးတော့သူကဂျမ်ပေါ်ဆက်စ်ကအမြဲတမ်းထုတ်ဖော်ပြောလို့ရှိတယ်1957မှာ Evans ကမူက The Brewer ဆိုတဲ့အစာအုပ်လေးကိုရေးသားထုတ်ခဲ့တယ်။အဲဒီအစာအုပ်ထဲမှာ တော်လန်ရင်းနဲ့အကျန်းဖတ်မှုကို သူကညှင်းဆို့ထားပြီးတော့သူလက်မခံနိုင်တဲ့အရာတွေကိုလည်းရှင်းလင်းစွာပေါ်ပြထားတဲ့စာအုပ်လေးတော့ပဲဖြစ်တယ်။ဒါပေမဲ့ဒီစာအုပ်ကို Young Boys ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်။အဲဒီစာအုပ်ထဲမှာတော့သူကဒီတော်လန်ရင်းနဲ့အတူအကြမ်းဖက်မှုနဲ့ဒီအာဏာအလွဲသုံးစားမှုကိုသူကထောက်ပြပြောဆိုထားတယ်။နောက်တစ်ချက်ကဒီစာအုပ်ထဲမှာပါတဲ့စာသားလေးအတိုင်းပဲသူကကျွန်တော်တို့ကမိသည့်အကြောင်းအရာကြောင့်ဖြစ်စေတပ်ဖြတ်မှုနဲ့အာနာအလွဲသုံးစားလုပ်မှုကိုလုံးဝရှုံချရမယ်။လူ့ခွင့်ရေးနဲ့လူ့ကုန်သိက္ခာကိုဖြတ်စည်းပါက အတိပ္ပယ်မရှိဘူးဆိုပြီးတော့သူကဒီစောက်ထဲမှာရေးသားဖော်ပြထားတယ်။1952မှာပဲ Jan Posas ကသူ့ရဲ့လက်အောက်ခံစာနယ်ဇင်းတစ်ခုဖြစ်တဲ့ Last Time Modernness ဆိုတဲ့စာနယ်ဇင်းကနေပြီးတော့ The River ဆိုတဲ့စာအုပ်ကိုစတင်ဝေဖန်ခဲ့တယ်။အဲ့ထဲထဲမှာဒီစာအုပ်ကရတနာပညာစာအုပ်မဟုတ်ဘဲနဲ့စိတ်ကူးယဉ်ဝါဒစာအုပ်တသက်တာဖြစ်တယ်။ပြီးတော့စာရေးသူ FS ကမူကလည်းကျင့်ဝတ်တွေကိုအရန်တွင်တင်နဲ့တမတမရိုးကြကျင့်ဝတ်သမားတယောက်သာဖြစ်တယ်ဆိုပြီးတော့ဒီဆွဆွဲပြောဆိုခဲ့တယ်။မြန်မာလူအနည်းဆုံးပြောရင်တော့ဘုရားဖြစ်မဲ့ ုပ်နေခဲ့ပေါ့နော်အဲ့လိုစွစွဲပြောဆိုခဲ့တယ်1952မှာပဲဒီစာနယ်ဇင်းထဲမှာ Evers Gamu ရဲ့စာအုပ်နဲ့အတူ Evers Gamu ကိုဝေဖန်ရှုတ်ချခဲ့တာရှိတယ်ဒီဒသနပညာရှင်ပေါ့ဒီဂုရုနပါရဲ့အကွဲအပြဲရဲ့မှာနောက်ဆုံးအကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့ဒီဒသနပညာအတိုင်းဝိုင်းနိုင်ငံရေးအတိုင်းဝိုင်းလူ့ဖွဲ့စည်းအတိုင်းဝိုင်းမှာအတော်လေးထိခိုက်ခဲ့တယ်လို့ဆိုရဲပြင်သစ်လူ့အဖွဲ့စည်းနှစ်ခုကြားမှာပြင်းထန်တဲ့စူပြန်တန်တဲ့သူအငင်းမမှုတွေဖြစ်ခဲ့တယ်ပညာတတ်လောကရဲ့နှချမ်းကွဲမှုအနေနဲ့ကိုးစားပြုခဲ့တယ် MS ကမူဘက်မှာကြတော့လွတ်လပ်တဲ့အတွေးခွန်နဲ့လူ့ခွင့်ရေးကိုလိုလားတဲ့သူတွေကပတ်စုကြတယ်။ရန်ပေါ်ဆက်ဘက်မှာတော့နိုင်ငံရေးရှုထောင့်ကနေပြီးတော့ကြည့်ပြီးတော့ဒီ mass war ကိုအပြင်းထန်ထောက်ခံကြတဲ့သူတွေကသွားစုကြတယ်။အထင်ကရရတနပညာရှင်မိတ်ဆွေနှစ်ဦးကနေပြီးတော့မဟာပြိုင်ဘက်ဖြစ်သွားတဲ့အရာအနေနဲ့1950ဝန်းကျင်မှာဒီအဖြစ်ပြက်ကဟိုးလေးတကြောကြောဖြစ်ခဲ့တယ်။သင်တို့ဒီလူ့ခွင့်ရေးကိုမရော့နေကြသည်ဆိုတဲ့စကားကိုလက်ခံထားပြီးတော့ Airbus ကမူက ခိုင်ခိုင်မာမာသူ့ရဲ့ခံယူချက်ကိုရည်တည်ခဲ့တယ်။ Nimbus ကကြတော့နိုင်ငံရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲမှုအုံမြစ်ကိုသာအဓိကဥတည်ရမယ်ဆိုပြီးတော့စကားချွေပြီးတော့သူ့ရဲ့ယုံကြည်ထားတဲ့အရာကိုလက်ခံထားခဲ့တယ်။အဲဒီစကားနှစ်ခုလုံးက20ရာစုရဲ့အထင်ရှားဆုံးအတွေးခေါ်ပြန်ဆိုင်မှုကြီးတစ်ခုဖြစ်ခဲ့တယ်။ပြင်သစ်ပညာတတ်လောကရဲ့အကြီးမားဆုံးပြိပခတစ်ခုကြီးအဖြစ်နဲ့အများကရှုမြင်ခဲ့ကြတယ်။ဒီလိုနဲ့ပဲတစားတစားမိသားကနေမိတောက်အဖြစ်နဲ့ ပွားများလာတဲ့ပြင်သစ်ပညာရှင်နှစ်ဦးကစိုက်ဆံရေးတွေကတင်းမာတဲ့အတင်းမာလာတယ်။အဲဒီအရာတွေကိုရက်တန့်စီမဲ့အရာက1960မှာ Everest ကမှုကရင်မတော်တဆဖြစ်ပြီးတော့ကွဲလွန်သွားခဲ့တယ်။အဲဒီကာလမှာမှဒီပြိပခါကရက်တန့်သွားတယ်လို့ပြောရမယ်။ဒါပေမဲ့ Yamboses ကသူလက်ခံထားတဲ့သူခံယူထားတဲ့အရာကိုတော့သူကအခိုင်အမာလက်ခံနေစေ၊ယုံကြည်နေစေလို့ပြောရမယ်။နောက်ဆုံးအချိန်ထိအထင်ကြီးရပြင်သစ်တဒနာပညာရှင်နှစ်ဦးဖြစ်တဲ့ Everest ကမှုနဲ့ Yamboses တို့က အထင်ကရမိတ်ဆွေအဖြစ်ကနေပြီးတော့မဟာပြိုင်ပွဲကြီးဖြစ်ခဲ့တယ်။ပေဆုံးတဲ့အချိန်ထိတောင်မှ Evans ကမူကလည်းရှော့မပေးခဲ့ဘူး။ Jambosas ကလည်း Evans ကမူမရှိတာတောင်မှသူ့ရဲ့အတွေ့အခေါ်တွေအယူအဆတွေကိုကာကွယ်သွားခဲ့တယ်။ဒါမျိုးခြေချင်းအဖြစ်ကျွန်တော်တို့အာမန်လူမပြောနဲ့ဒီပညာတတ်လောကပညာရှင်တွေတောင်မှတယောက်နဲ့တယောက်ဒီလိုအခြေတင်နေရှိတတ်တယ်။အယူအဆတွေကွဲလွဲမှုတွေရှိတတ်တယ်။သဘောထားမတူညီမှုတွေရှိတတ်တယ်ဆိုတာကိုအခုပြောပြတဲ့အကြောင်းအရာလေးကိုကြည်ချင်းဖြစ်သိနိုင်ပါတယ်။ ဒါကတော့ကျွန်တော်လေးလာမိတဲ့တော့ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ပြီးတဲ့တူတူယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါအောင်အားလုံးပဲ see you in the next video